ဟယ်လိုအားလုံးပဲမိင်္ဂလာပါဘိုးဘမချင်းကနေကြိုဆိုပါရစေညကတော့ Manchester United ကဘီဘာအိုကိုကျွန်တော်တို့နှစ်ကြော်ပေါင်း9တကူးဆိုတဲ့ရလနဲ့အနိုင်ယူပြီးတော့ Europa League Final ကိုတက်တယ်စပါးကလည်းဒုတိယအကြော့ကျွန်တော်တို့က2-0ဆိုတော့နှစ်ကြော်ပေါင်း9တကူးဆိုတဲ့နော်ရလနဲ့ကျွန်တော်တို့က Europa League Final ကိုတက်တယ်ပေါ့ဗျာဆိုတော့ Premier League မှာတိုင်ပတ်နေပါတယ်ဆိုတဲ့နှစ်သင်းက ယူရိုပါလိဖိုင်နယ်ကိုရောက်သွားပြီဆိုတော့နှစ်သင်းထဲကတစ်သင်းကတော့ဖလားယူပြီးတော့ချန်ပီယံစ်လိတော့တက်မှာပဲချန်ပီယံစ်လိတော့ကျွန်တော်တို့ကကစားခွင့်ရမှာပဲဗောနော်ဆိုတော့ဘယ်လိုပြောမလဲဒါကတော့ဗျာဒီလက်ရှိအခြေအနေအရာကတော့ဒီနှစ်သင်းစလုံးအတွက်စိတ်ဖြည်သာစရာဗောလေပရီးမီးယားလိမှာကျွန်တော်တို့ဘယ်လောက်ထိတောင်တိုင်ပတ်နေတယ်လဲကောင်းကောင်းမြင်နိုင်တယ်တခုတော့ရှိတယ်ဗောစပားနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရရင်စပားအတွက်ဒီဘလကအများကြီးအရေးကြီးတဲ့ပွဲပါအများကြီးအရေးကြီးတဲ့ပွဲဘာလို့လဲဆိုတော့ နော်သူတို့ရဲ့ခါးသီးပြိုင်ပွဲဖြစ်တဲ့အာဆင်နယ်ကဒီယာရီဘာမှမရနိုင်တော့တဲ့ချိန်ဘာမှမျှော်လင့်ချက်မရှိတော့တဲ့ချိန်ဘာဖလားမှမရနိုင်တော့တဲ့ချိန်မှာစပါးကသူတို့အတွက်မျှော်လင့်ချက်ရှိတယ်နော်အာဆင်နယ်အတွက်ဒီယာရီအမြင့်ဆုံးဟာချန်ပီယံစ်လိဝင်ခွင့်ပဲအာဆင်နယ်အတွက်ဒီယာရီအမြင့်ဆုံးချန်ပီယံစ်လိဝင်ခွင့်ဆိုတော့သူတို့နဲ့အင်မတန်မုန်းတီးလာပါတယ်ဆိုတဲ့စပါးကအဆင့်ဆက်လေးအဆက်၅မှာတိုင်ပတ်နေပါလေတိုင်ပတ်နေပါလေပြောကြဆိုကြရင်းနဲ့စပါးသာယူရိုပါလိရရင်နော်စပါးသာယူရိုပါလိရမယ်ဆိုလို့ရှိရင်ကျွန်တော် အာဆင်နယ်ထက်ဒီယာဒီမှာအများကြီးချီနီကောင်းသွားမှာချန်ပီယံစ်လိဝင်ဝင်အာဆင်နယ်ရပါတယ်ဆိုတဲ့အရာလေသူတို့ရမယ်ဖလားတစ်လုံးလေးရသေးတယ်အဲ့ဒါအာဆင်နယ်မရနိုင်တဲ့အရာအဲအဲ့လိုမျိုးဆိုတော့စပါးဒီအာဆင်နယ်ကိုဒီယာဒီမှာအများကြီးတောင်းအောင်လုံပြနိုင်မယ်ချီနီရှိနေတယ်ဆိုတော့ဒါစပါးအတွက်အရေးကြီးတဲ့ပွဲပါဒါအပြင် ပိုစတီကိုဂလူအတွက်လည်းဟိုဘယ်လိုပြောမလဲမန်ချက်စတာယူနိုက်တက်နဲ့ဒီယာဒီတွေ့ထားတဲ့၃ပွဲမှာ၃ပွဲစလုံးနိုင်ထားတယ်သူရဲ့နီသူကိုယ်တိုင်လည်းပြောထားတယ်เนาะသူရဲ့နီးပြဘဝမှာ ဒုတိယမြောက်ရာသီဆိုလို့ရှိရင်ပေါ့နော်အတင်းတင်းရင်မှသူဖြတ်တန်းလို့ဒုတိယမြောက်ရာသီဆိုသူတခုခုရတတ်လေးရှိရဲဆိုပြီးတော့သူကြုံဝါထားတယ်အခုလည်းပဲအဲ့ဒီ chance ကသူရှိနေတယ်ဆိုတော့ postigo glue အတွက်ကလည်းအင်မတန်အရေးကြီးတဲ့ပွဲပါဒါပြင်ဒီပွဲပြီးတော့ final ကိုတက်တဲ့ပွဲတွေပြီးတော့ postigo glue ကဒီ press conference မှာသူပြောတယ်ဘာလဲဆိုတော့စပါရက်ဒီဖလားကအင်မတန်အရေးကြီးတယ်ပေါ့ဘာလို့လဲဆိုတော့ premier league မှာသူတို့တိုင်ပက်နေတယ်ဆိုတာမှန်တယ်ဒါပေမဲ့လို့ဒီဖလားရလိုက်မယ်ဆိုလို့ရှိရင်အရာအလို့ဟိုအပြောင်းလဲဖြစ်သွားစီမှာ အရာအလုံးကိုပြောင်းလဲဖြစ်သွားဒီမှာဒါအပြင်စပါးအတွက်ကလည်းအရေးကြီးတယ်ဘာလို့စပါးဖလားမရတာကျွန်တော်တို့ဘလောက်ကြာနေပြီလဲစပါးအတွက်ဒီဥရောပဖလားဟာအရေးကြီးတယ်စဉ်းစားကြည့်ဥရောပဖလားနော်ဥရောပဖလားဟာအရေးကြီးတယ်ဖလားမရတာလဲကျွန်တော်ဘလောက်ကြာနေပြီလဲဒါကြောင့်ဒီဖလားဒီအများကြီးအရေးကြီးတယ်ဆိုတာကိုပိုစတီကိုဥရောပထောက်ပြသွားတာဒါကြောင့်အာဒီစပါးအတွက်မင်းပရီးမီးယားလိမှာဘာတွေပဲဖြစ်နေပါစေဗျာနော်ဒီဖလားကိုတိုင်သူတို့ယူနိုက်မင်ဆိုလို့ရှိရင်တော်တော်ကြီးအချိန်ကြီးကောင်းသွားမှာဒါကူပဲကျွန်တော်တို့အနေနဲ့ဒီ ဟိုမျောလင်းကြတာပဲစပါပရိသတ်အများစုကသူတို့စီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပုံစံတိုင်းပဲပေါ့ဗျာနော်တယောက်နဲ့တယောက်ဒီဘန်တာလုံးနေကြတယ်ဆိုတဲ့အခါကျတော့လေစပါအတွက်ကပို့ပြီးတော့အောင်မြင်နိုင်တဲ့ယာစီတစ်ခုကိုပိုင်ဆိုင်မှုအတွက်လက်တကန်းလိုလို့ရှိတော့ပဲလို့ကျွန်တော်ပြောနေကြတယ်ဒါပြင်သူတို့အတွက်ပို့ပြီးတော့ confidence ရှိသေးတာကခုနကကျွန်တော်ပြောတဲ့အရာပဲပါလေဒီဒီယာစီမန်ချက်စတာယူနိုက်တက်ကိုသူတို့၃ချိန်တွေ့တာ၃ချိန်စလုံးကျွန်တော်နိုင်ထားတယ်၃ချိန်စလုံးကျွန်တော်နိုင်ထားပြီးတော့ဟိုဘယ်လိုပြောမလဲ၄ချိန်မြောက်တွေ့တဲ့အခါမှာသူတို့နိုင်နိုင်ဦးမလားပေါ့ဗျာဒါပြင် 2022ခုနှစ်နောက်ပိုင်းမှာထင်ပါတယ် United ကစပါကိုလုံးဝအနိုင်ရထားခြင်းမရှိသေးဘူးဆိုတော့စပါနဲ့တွေ့ထားတဲ့အခြေအနေမျိုးတွေက United တော်တော်ကိုတိုင်ပတ်နေတာ။ဒါကြောင့်စပါအတွက်အဲ့ဒီမျိုးကမျှော်လင့်ချက်ရှိတာပေါ့။ဒါကြောင့် Boosty ကိုကလူအတွက် James Madison တို့ဘာလို့၃လလောက်နားမယ်ဆိုပေမဲ့လည်းသူတို့မှာလက်ရှိ Kulusevski တို့ဘာလို့ Brandon Johnson တို့ Richarlison တို့ပြီးရင်ကျွန်တော်တို့က ဟိုဒိုမနီဆိုလန်ဂီတို့เนาะနောက်တန်းနေလဲအကုန်ပြန်ပါနေပြီဆိုတော့စပါဟာဖိုင်နယ်ကိုကျွန်တော်တို့သာပြုံပြုံကြီးစောင့်နေတော့မှာပေါ့လေဒါကြောင့်ဒီပွဲကစပါအတွက်တော့အများကြီးအရေးပါတဲ့ဖိုင်နယ်ပေါ့ဒီဘက်ကမန်ချက်စတာယူနိုက်တက်တွေလည်းဒီတိုင်းမှာပဲကိုရီးယားတော့ဗျာတစ်နှစ်ကိုဖလားတစ်လုံးကရနေတာဆိုတော့ဒီနှစ်ကဒီလိုပါလိမ့်မယ်ရမလားပေါ့ပြီးကြတဲ့နှစ်တွေကလည်းเนาะ FA ဖလားလည်းကျွန်တော်တို့ရတယ်เนาะပြီးလို့ရှိရင်ကာရာဘောင်းဖလားတွေလည်းကျွန်တော်တို့ရတယ်အတင်းဟာစုပ်ပြတ်တက်နေတဲ့အချိန်မှာ သူများတွေအအောင်မြင်ဆုံးအကောင်းဆုံးလို့ပြောတဲ့ပြောလို့ရတဲ့နှစ်တွေမှာဘာဖလားမှန်ရမနေတဲ့ချိန်ကိုရီးအဆုတ်ပြတ်ဆုံးရာသီတွေမှာဖိုင်နယ်တွေပါတယ်ကျွန်တော်တို့တက်ပြီးတော့ဖလားတွေပါတယ်ယူနိုက်ဇွန်ရှိမဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေတယ်ဆိုတော့အတိုင်းမဲ့လို့ပေါ့နော်နီးပြအမိုရင်ပြောသလိုပဲဖိုင်နယ်ကိုတက်ပြီးတော့ဖလားမရဘူးဆိုလကားပဲဖိုင်နယ်ကိုတက်ပြီးတော့ဖလားမရဘူးဆိုလကားပဲကျွန်တော်တို့နိုင်မှကိုကျွန်တော်ရမှာအိုရီဂနာဆိုရှယ်ရဲ့လက်ထက်မှာယူရိုပါလိဖိုင်နယ်ကိုကျွန်တော်တို့တက်ရောက်ခဲ့ဘူးတယ် ဒါပေမဲ့လို့ပင်နေဒီအဆုံးပြတ်မှရင်ကျွန်တော်တို့ကဒီဘယ်လိုမှမလဲအဲ့ဖလားကိုလက်လို့ခဲ့ရတယ်ဆိုတော့ကိုရီတွက်လည်းအချင်းကြီးကအဲ့လောက်ကြီးဒီကောင်းနေတာမျိုးတွေကျွန်တော်မဟုတ်ဘူးဆိုတော့ဒါအပြင်တွေ့ရမယ့်စပါးကလည်းဒီယာဒီမှာကိုရီကို၃ကြိမ်တွေ့ပြီးတော့၃ကြိမ်စလုံးကျွန်တော်အနိုင်ရထားတာဆိုတော့ဘလူးမန်တော့ကျွန်တော် short တွက်လို့ရတဲ့အချင်းမျိုးဟုတ်မနေပါဘူးစပါးလိုမျိုးဖလားအမှန်ကန်လူအချက်ရှိနေတဲ့အတင်းကပြည်တယ်မလားဒါသူတို့ဖလားလက်တကန်းလူတဲ့အချိန်မှာသူတို့အမှန်ကန်မကျူးပန်းမှုလို့ကျွန်တော်မပြောနိုင်ဘူး ဒါကြောင့် United တော့ပေါ့နော်တကယ်ကိုရေးကြည့်တဲ့ပွဲစပါးအတွက်လည်းအများကြီးရေးကြည့်တဲ့ပွဲဆိုတော့တခုပဲပြာကျွန်တော်စိတ်ပူတာဆိုတော့เนาะကိုသိမှာ injury ပြဿနာတွေပါလေထပ်မကြုံရဘူးပဲအာမတ်ဒီယာလိုလေးကျွန်တော်ပြန်ပြီးတော့ကောင်းလာပြီเนาะအခုဆိုဒီလိက injury ပြဿနာရသွားပြီဒါပေမဲ့လို့ final မှာပါနိုင်မယ်ဆိုပြီးတော့ MOR ပြောထားတယ်စောင်းတော့ကျွန်တော်ကြည့်ရအောင်ပဲပေါ့နော်ဆိုတော့ဒီတိုက်စစ်မှာ Jojoa 60ပါတော့မရှိတော့ဘူးရာဒီကွန်ဒီကျွန်တော်နားသွားပြီเนาะလေချာလိုပါလို့လည်းပြန်ကောင်းလာဖို့အချိန်မရှိဘူးဆိုတော့အချိန်ကြီးကအဲ့လိုဖြစ်နေပြီ ဒါကြောင့်ကျွန်တော်တို့လက်ရှိလူရှော့တို့ပြန်ကောင်းနေတဲ့အချိန်ပြန်ကန်နေတဲ့အချိန်เนาะမေဆန်မောင်းတို့ပြန်ပြီးတော့ကောင်းကောင်းကန်နိုင်နေတဲ့အချိန်အာမက်ဒီယာတို့ကောင်းကောင်းပြန်ကန်နိုင်နေတဲ့အချိန်မှာဟိုဘယ်လိုပြောမလဲ final ကို final ကိုကန်းဖို့ပဲကျွန်တော်မျှော်လင့်နေမဟုတ်လို့ရှိရင်တော့လူစင်းတွေဘာတွေ injury ပြဿနာတွေဘာတွေကြုံတာ ਨੇ ကျွန်တော်တို့အတွက်မျှော်လင့်ချက်ကတိတ်ပြီးတော့ကျွန်တော်ရှိမှာမဟုတ်ဘူးเนาะဒါကြောင့်ဒီပွဲကဘာပဲဖြစ်ဖြစ် final က imminent ကိုနှစ်သိန်းစလုံးအတွက်ရေးကြည့်တဲ့ပွဲပါ ပရီးမီးယားလိမှာဆိုလို့ရှိရင်များအဆင့်14 15ရောက်နေတဲ့နှစ်သင်းဘလူးမန့်ကိုဖြီးတာစရာမရှိဘူးအခြေအနေတွေကတော်တော်ကိုစူးစူးဝါးဝါးတွေကြီးပဲရဲ့ဟိုဒါရဲ့ရုပ်ပြစင်ပြကြီးဖြစ်လုံးနေပေါ့နော်အထူးသဖြင့်တော့စပါးကထားတော့ဗျာယူနိုက်တက်တို့ကတော်တော်ကိုတိုင်ပယ်လုံးနေသူတို့မန်ချက်စတာနှစ်သင်းဆိုတာကအဲ့လိုအခြေအနေမှာကျွန်တော်ရှိနေရမှာမဟုတ်ဘူးเนาะအဆင့်14တို့ဘာလို့ဆိုတာကကိုရီးနဲ့ဆိုင်တဲ့နေရာတွေကျွန်တော်မဟုတ်ဘူးအဲ့လိုအခြေအနေမျိုးကျွန်တော်အနေနဲ့ကြုံနေရတယ်ဒါဟာဘလူးမန့်ကိုလက်တင်ခံနိုင်စရာမရှိတဲ့စတန်ဒတ်ပဲယူနိုက်တက်တို့က မိမမင်းပြောင်းလဲဖို့ခက်ခဲတယ်သူများအသင်းတွေကဘယ်လိုပဲဝါကိုတင်းကဘယ်လိုပဲကြိုက်တယ်လို့ကျွန်တော်တို့သာအကြောင်းပြချက်ပြီးအဆင့်ဆက်လေးဆိုတာရောက်ကိုရောက်နေတင်စရာအခြေအနေမျိုးကျွန်တော်မဟုတ်ဘူးနော်ဆိုတော့ဒါကြောင့်လည်းရှိ United အတွက် Champions League ဝင်ခွင့်ပေါ့နော်ကျွန်တော်တပည့်စုရမှာဗျာသိလားနော် Europa League မှာဘောလူဝဲမှာရတယ်ဆိုရင်ဖလားလေးကျွန်တော်တို့ရမယ် Champions League ဝင်ခွင့်လည်းကျွန်တော်တို့ရမယ်ဆိုတော့ဒါအများကြီးကောင်းတဲ့အရာပဲဒါအများကြီးကောင်းတဲ့အရာပဲဒါကြောင့်ဒီပွဲက final ဟာ imminent ရေးကြည့်ပါတယ် နော် final မှာကျွန်တော်အဆင့်45အတင်းဒီပြန်ရမှာဆိုတော့နင်းတော့တိုင်ပတ်တယ်အမေပြပုံမှန်ဆိုရင်ဒီဒီဖလားတွေကတည်တယ်မလားဗာလဲဒီစပိန်အသင်းကြီးအမြဲတမ်းရနေကြစပိန်အသင်းကြီးဘာတွေကအမြဲတမ်းယူနေကြပြီးတဲ့နှစ်ကတော့ Atalanta တို့ဘာလို့ကျွန်တော်ရတာပေါ့နော်ဒီနှစ်ကတော့ကျွန်တော်စပါးနဲ့ Manchester United နှစ်သင်းတွေကတသင်းတွေကျွန်တော်ရတော့မယ်ဟိုဆိုတော့ဒါကြောင့်ဘယ်အသင်းကဖလားကိုစုကူးသွားမလဲစိတ်ဝင်စားဖို့တော့ကျွန်တော်ကောင်းနေပြီအမေနှစ်သင်းစလုံးအတွက်တော့ဒီဖလားဟာရုပ်ပြည့်စင်ပြည့်ဖြစ်မဲ့ယာတီကိုကဲနိုင်မှာ နော် United ကတော့ဗျာအတိတယ်မလားကြီ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 းတွေကိုကောင်တွေပြောကြတာပဲတိတယ်မလားပရီးမီးယားလိမှာတိုင်ပတ်တာကတိုင်ပတ်တာပဲပေါ့နော် Europa League Flyer တို့အဲ့ဒါပြောင်းလဲသွားမှာမဟုတ်ဘူးတော့အဲလာတာနော် Spanish ပြ Positive ကိုကတော့ရှင်းတယ်ပရီးမီးယားလိမှာသူတို့တိုင်ပတ်နေတယ်ဒီ Flyer ကကျွန်တော်အဲ့ဒါတွေကိုကယ်ဆယ်နိုင်မဲ့နီးလန်းမယ်အဲ့ဒါလည်းအမှန်ပဲစဉ်းစားကြည့်ဗျာကျွန်တော်တို့အနေနဲ့ Champions League ဝင်ဝင်ရမယ်ဆိုတဲ့မျိုးကကလပ်တင်းတင်းတွေမလွယ်ဘူးအဲကြောင့် Champions League ဝင်ခွင့်သာရမယ်ဆိုရင်တိုင်ပတ်နေတဲ့အရာကြီးအားလုံးကအတိုင်းအတာတစ်ခုပြီးပျောက်သွားမှာเนาะဒါငွေကြေးပိုင်းပဲကြီးကြီးเนาะပြီးလို့ရှိရင်ကစားမားတွေခေါ်ဖို့ကြိုးပမ်းတဲ့နေရာမှာ ဒီဟိုကစားမားတွေကိုဆွဲဆောင်ဖို့အပိုင်းမှာကျွန်တော်ကြည့်ကြည့်ပါနော်။ဒါကြောင့် final ကတော့ကျွန်တော်တော်တော်ကိုကြည့်လို့ comment final ပါကျွန်တော်22ရက်နေ့ပါကျွန်တော်ကစားမားမတိတ်တော့မဝေးတော့ပါဘူး။တိတ်တော့မဝေးတော့ဘူး။ယာဒီကလည်းကျွန်တော်ကုံတော့မယ်ပါနော်။ယာဒီကလည်းကျွန်တော်ကုံတော့မယ်။လက်ရှိမှာလည်းတချို့အသင်းတွေဆိုလို့ချင်းဖလားကိုစီကျွန်တော်ရကုံညာပြီးဆိုတော့ Europa League final ကကျွန်တော်ကြည့်ကောင်းအောင်မယ်။ညီကတို့နေနေရောစပါးနဲ့ကျွန်တော်ဒါဒီဒီ final ကပေါ့နော်ဘယ်တင်ဖလားရသွားလိမ့်မယ်လို့ကျွန်တော်ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တီများကြီးတင်ပါတယ်